ကမ္မထအလောက်ခွင့်ဝင်ပုံလေးဖျက်ခေါ်ထားတယ်။ဆင်းရဲတနည်းအားဖြင့်ကျင့်ကပ်ပါကြောသို့ဖြစ်စေသစ်ပင်တပင်အောက်သို့ဖြစ်စေဆင်းရဲနဲ့တောင်းကြောင်းတောင်းကြောင်းတောင်းကြောင်းတစ်ခုခုတော့ပဲတစ်ခုခုကိုပဲဖြစ်စေကျင့်ကပ်ပါကျင့်ကပ်ပြီးတဲ့အချိန်ခါမှာဘာလုပ်ရမလဲမြင့်တိတတိပလင်ကအဘုဇိတဝါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းဖြောင်းထားပြီးတော့တမလင်ငွေထိုင်ပါထိုင်တဲ့ဣရိယာပုတ်ကအာနာပါနအတွက်အကောင်းဆုံးဣရိယာပုတ်ဖြစ်လို့နော် ကဲဒီကကြီးဒီလေးထိုင်ရပြီးတော့နော်ဘုန်းကြီးခိုင်းရင်လည်းတရားအလုတ်ပေးလေးတရားလေးဟောပေးမယ်အထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းပြောင်းလေးထားလိုက်နော်ဓမ္မငြိမ်းကိုထိုင်ပါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုခပ်ဖြောင်းပြောင်းထားဖြောင်းပြောင်းထားပြီးတော့ဝင်လေထွက်လေဖြင်းမှုထင်ရှားတဲ့နေရာမှာစိတ်ကလေးစိုက်လိုက်နာလီများထင်ရှားရင်နာလီများမှာစိတ်စိုက်ပါအထက်နှုတ်ခမ်းမှာဝင်လေထွက်လေဖြင်းမှုကထင်ရှားရင်အထက်နှုတ်ခမ်းမှာစိတ်ကလေးစိုက်ထား အကြွေနှာတိပြမှာနှစ်ပေါက်ရှိတယ်။ဘိုးပြီးချိန်ရှားတယ်လို့ယူဆရတဲ့တပေါက်မှာစိတ်ကပ်လို့ရပါတယ်။နှစ်ပေါက်သလုံးမှာကပ်ရင်လည်းမရဘူးတော့မဟုတ်ဘူးအာယုံနဲ့နဲ့ပြတ်တတ်တယ်။အဲဒါကြောင့်ဘိုးပြီးထိမှုထိန်ရှားတဲ့တဏှာမှာစိတ်ကလေးဆိုင်အထက်နှုတ်ခမ်းဖြစ်စေနှာတိပြတစ်ဖက်ဖက်ဖြစ်စေစိတ်ဆိုင်ထားပါ။ဆက်ပြီးတော့အဲ့ဒီမှာဝင်ဝင်လေထွက်ရင်ထွက်လေဒီလိုပဲရှိနေပါ။ မမဖက်မနေနိုင်ဘူးဆိုရင်တော့ဒီအဆင့်မှာဝင်လေထွက်လေလို့မှတ်ပါမမဖက်နေနိုင်တယ်ဆိုလို့ရှိရင်တော့မမှတ်ပါနဲ့စိုက်တာကြည့်နေပါပရမဇန်အထိတော့မှတ်ခွင့်ရှိပါတယ်တော်တော်ပရမဇန်ကိုကြော်သွားပြီဆိုလို့ရှိရင်တော့တစ်ဘုတ်ကိုမှတ်နေမယ်ဆိုရင်ဆံကပြန်ပြန်ပြီးရှော့ကြတတ်တယ်အဲဒါကြောင့်ဝင်ရင်ဝင်လေထွက်ရင်ထွက်လေဒီလောက်ပဲရှုနေပါမမဖက်မနေနိုင်ရင်လည်းဝင်လေထွက်လေဒီလောက်ပဲမှတ်ပါအဲဒီလိုမှတ်နေရကစိတ်က မွေလီထွက်လေအာယုံအပေါ်မှာညီဝဲစွာကပ်ပြီးကြီးနေအောင်ကြိုးစားပါဒါကိုမြတ်စွာဘုရားကတောတတော်ဝအတ္တတတိတတော်ဝပတ္တတတိမန္တောယောဂီပုဂ္ဂိုလ်တိတတော်ဝတတိရှိတိဖြစ်လေသလင်အတ္တတတိဝင်လေကိုဖြစ်စေဤတတော်ဝတတိရှိတိဖြစ်ဝေသလင်ပတ္တတတိထွက်လေကိုဖြစ်စေဤဒီလိုဟောထားတယ်တတိမြေဘုံကိုမြတ်စွာဘုရားဝင်လေမှာ16မျိုးထွက်လေမှာ16မျိုးဟောထားပါတယ် အဲဒါဝင်လေထွက်လေမှာ16မျိုးစီဟောထားတဲ့အတွက်ဒီနေ့ယောဂီပုဂ္ဂိုလ်များကိုဘုန်းကြီးကအဲဒီ16မျိုးတည်းကပထမအဆင့်ဖြစ်တဲ့၄မျိုးကိုဟောဖို့ရည်ရထားပါတယ်သို့တော့၄မျိုးလုံးဟောဖို့အချိန်မရဘူးနော်အချိန်ရတဲ့အတွက်အဲ့ဒီ၄မျိုးကိုမသွားမိလေမှာဖြစ်ရမယ်ကျင့်ဝတ်ပฏิပါကလေးတတိမြဲအောင်ကျင့်ပုံလေးပဲဒီနေ့ဟောလို့ရမယ်အဲ့ဒီဝင်လေထွက်လေဖြစ်တဲ့နေရာလေးမှာစိတ်ကလို့ဝင်ဝင်လေထွက်ရင်ထွက်လေလို့ဒီလိုရှုနေလို့စိတ်ကမမြဲဘူးစိတ်ကထွက်နေသေးတယ်ဆိုရင်တော့ အထက်ကနေဆရာတော်များကရေတွက်တဲ့နီးလေးကိုအသုံးပြုပါဆိုပြီးဒီလိုညွှန်ကြားထားတယ်။ရေတွက်တဲ့နီးဆိုတာက